ကလစ်ပန်ပြိုသူဒေါ်လန်ကလေကာများအားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန်ရေချိုးချန်နယ်လေးဖြစ်တဲ့ကလကာယူနီဘာရေချိုးချန်နယ်လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့ကလကာတို့ကိုပြန်လဲမျှဝေပေးဖို့ရွေးချယ်ထားတာလေးကတော့ဆရာအကြီးတော်ရေးသားထားတဲ့မေတာဟတရားဟာတာတချမ်းဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ဖြစ်တဲ့အပိုင်း၁၆ topic sustain လေးကို ပြန်လဲပြီးတော့မျှဝေပေးခြင်းပါတယ်ခင်ဗျဘွားအောင်မြင်ရေးအတွက်လေကားနံပါတ်ဖြစ်တဲ့လေကားနံပါတ်16လေးကိုဆရာအကြည်တော်ကဘလို့ပုံပေါ်ထားတယ်လဲဆိုတာလေးကိုကျွန်တော်နဲ့အတူလိုက်ပါရင်နားဆင်ပေးပါအောင်ခင်ဗျကဲကလစ်ကားတို့အစင်းသည်ဖြင့်စလိုက်ကြစို့ဗျာ topic 16လေကားနံပါတ်16 ကိုနဲ့မဆိုင်လင်မဆက်စုနဲ့အချိန်ပြုံးတာနဲ့ပတ်သက်၍ပြောစရာရှိတာပြန်သည်ဒါလူသားမန်တို့ဤတနေ့တာဒီကိုဘွားကိုဂရုစရာမြည်အချိန်ကနည်းနည်းသူများဘွားကို ရှောက်ဆက်စုနေရသည်ကများများဖြစ်နေချာသည်ကများဤဤစိတ်ဓာတ်မှာ supporting စပိုးစရံစိတ်ဓာတ်ဖြစ်ပါသည် ဥပမာတစ်ခုပြပါမည်အမျိုးသားကအိမ်ဝဝရန်တာမှကြည်ရင်မိဖို့တွင်အလွတ်လွန်နေသောမိမကိုလမ်း၍អော်ပြောသည်ဟဲ့ဟိုမကြည်စမ်းအဲ့ဒီမိမအဲ့ဒီမိမဥကောင်လေးနဲ့တိတ်ချစ်တာအဲ့ဒီမိမပဲအမျိုးသမီးကမိဖို့ကန်းနေရာပစ္စည်းတွေဂလုံးဂလန်နဲ့ပြစ်ချရင်နဲ့လဲချမတက်ပြေးထွက်လာ၏အမျိုးသမီးကိုတွေ့သောအခါမိမက စိတ်ပြတ်သွားပြီးတော့ရှင်ယူနေရလားအဲ့ဒါဦးကောင်လေးရဲ့မိမပဲအစ်လေးငါလည်းအဲ့ဒါကိုပြောတာပဲထိုစိတ်မှာဆက်ဆူတတ်တော့စိတ်တတ်ပင်ဖြစ်ပါ යි ဟိုမှာဦးကောင်လေးရဲ့မိမဟုပြောရင်ထားကြည့်ရပင်လိုမျိုးမဟုတ် အမှန်မှာလူတိုင်းဒီကိုဘွားနဲ့ကို ကိုစလန်နဲ့ကို မင်တာ မင်းသမီးကြီးတာဖြစ်ပါသည်တဘာဝတရားကပေးထားသည့်အခွင့်အရေးများကို အဆုံးရှုံးခံပြီး ဘာကြောင့်သူများဘွားထဲမှာဇက်ပိုးဇက်ရံလုံနေမြည်နီကိုထမင်းကိုအုပ်ပြီးတော့ဘာလို့သူများအတင်းတုံနေမြည်နီတခါဖြစ်ပါသည်ကွယ်လွန်သူ ပြင်တိတမတာရီနီခုတိုင်ရီနီခုတိုင်ဟာစေတစပကြီကားပြပွဲများသို့တက်ရောက်လာ၍သူဟာပကြီကားများ၏အထိပယ်ကို နားလည်သလားဟု ဝိုင်းမိကြပါသည် ဒါကိုပြင်သစ်သမရာကြီးကတက်ပြင်းချာရင်းနဲ့ကျူတက်လုံးစီဘူးလို့တည်ရတဲ့အတီးရတော့လူတွေဟာအရာရာကိုတင်နာလဲဖို့မလိုဘူးဆိုတာပဲသူများအကြောင်းကိုမဆက်စုပဲနဲ့ကိုဘွားအကြောင်းကိုဒါအာယုံဆ၍ជីវာတို့တက်ခဲ့တော့ဒင်မောသားကပတိန်တူဦးအကြောင်းကိုလည်းပြောပြပါဦးမည်လိုကိစ္စမှာကမ္ဘာစာပေသမိုင်းအတွက်ပါ အကျိုးရှိသောအကြောင်းဖြစ်ပါသည် ထိုကပ္တန်ဦးစီးတော်တင်မောကြီးသည်ပင်လယ်ပြင်ကိုဖျက်ကူးနေစဉ်လူမယောက်ငတ်မပေါက်တော့ကျွန်းတကျွန်းအနီးမှာဖျက်သွား၏ထိုသူဖျက်တမ်းသွားစဉ်ထိုကျွန်းပေါ်မှာစုပ်ပြတ်တက်နေသောအင်ကြီးပေါင်းမျိုးဝစ်ဆင်ထားပြီးတော့မုတ်စိတ်မွေပတိုင်းမွေပရက်ပြင်းနဲ့လူတဦးကယူမတက်ခုံပေါက်အော်ဟင်းနေသည်ကို တွေ့ရသောတင်မောသားတဦးကကပ္တန်ကိုတည်င်းလာပို့ပါသည်ဆရာကျုံးပေါ်မှာလူတယောက်ခုံပေါက်ပြီးတော့အချက်ပြနေတယ် အဲ့ဒီကောင်လားဂိူးဆိုင်မနေပါနဲ့ကွာလွန်ခဲ့တဲ့၃နှစ်လောက်ကလေးကငါဒီနာ ဖြတ်သွားတိုင်းဒီလိုပဲယူမတက်ခုံပေါက်ပြီးတော့ကပြနေတာခက်တာငါအကဝါဒနာမပါဘူးကွာဒီကေယောပဲသူများဘွားတွေကိုမဆက်စုတာမပြောပါနဲ့ထက်မှာကျွန်တော်ရေးပြခဲ့ပါသည်ထိုးဖြစ်ပြသည်ကမ္ဘာစာပေတမိုင်းအတွက်အရေးကြီးပါသည်လို့ အကြောင်းမှာထိုယူမတက်ခုံပေါင်းနေတော်သူမှာနောက်တစ်ချိန်တွင်ကဘာကျော်လာမိရောဘင်ဆန်ခရုဆိုဖြစ်ပါ ဖြစ်တော့ကြောင့်ဖြစ်ပါသည်ထိုစဉ်ကကပတိန်နာထိုသူကိုမြင်မြင်ချင်းဆက်ဆက်ဆူဆူနဲ့ကဲတင်လိုက်ပါက နောက်တစ်ချိန်တွင်ကဘာကျော်ရောဘင်ဆန်ခရုဆို၏ဆွမ်းနာခံဆလန်းရှိကြီးပေါ်ပေါက်လာနိုင်မည်မဟုတ်တော့ထိုကြောင့်ပင်ကပတိန် မိမိလုပ်ငန်းမှလွယ်၍အခြားသောကိစ္စများကိုမဆက်စုသောစိတ်ဓာတ်ကဒီကဘာလုံးကို အချိုးပြူသွားခြင်းပင်ဖြစ်ပါသည်။ကဲလေကားနံပါတ်16လေးကိုမှတ်လိုက်ကြပါဦးဗျာ။တင့်ရဲ့တန်ဖိုးရှိသောအချိန်များကို တင်ဘဝတိုးတက်ရေးတက်သွားအာယုံဆိုင်အသုံးချပါ။ကိုယ်လည်းတိုးတက်မြီကံကောင်းလျင်မထင်မဲ့ဖဲ ကဘာကျော်တဦးကိုထပ်မွေးထုတ်ပေးနိုင်သူတဦးပင် ဖြစ်လာနိုင်ပါသေးသည်လူတော်များများသည်ငွေရစင်ကလေးကလှုပ်လှုပ်ခေရလို့မောတာမဖြစ်နိုင်ပါအလုံးမရှိလို့ပဲဖြစ်ဖြစ်လှုပ်သည်မမစွန်လို့ပဲဖြစ်ဖြစ်အဲ့ဒီအကြောင်းတစ်ခုကိုကြောင်းတာစိတ်ပြက်ပြီးမောပန်းနေခြင်းဖြစ်ပါသည်တကယ်စိတ်ပြက်စရာသည်အသုံးဝင်သည့်အလုပ်ကိုကိုယ်တိုင်ရှာမတွေ့ခြင်းကြောင့်ဖြစ်ပါသည်ရစ်ချတ် a haircut. Okay, အဆုံးထိလိုက်ပါနားဆင် clip ပေးခဲ့ကြတဲ့ Dolan Clicker ဒုတိယခြင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဆုံးစာဆိုရှင်ပြောသွားတယ်ကျတော့လူတော်တော်များများငွေစင်ကလေးအလုပ်လုပ်ခဲ့ရလို့မောတာမဟုတ်လားဘူးတဲ့အလုပ်မရှိဘူးနဲ့အလုပ်တည်းများမစွန်လို့ပဲဖြစ်ဖြစ်အဲ့အကြောင်းတစ်ခုကြောင့်လားစိတ်ပြေပြီးမောတာတဲ့ဒါပေမဲ့တော့ ရက်ကွက်တွေဟာအလုံးမရှိအလုံးရှာပဲဟိုဘက်လဲ့ပဲဒီဘက်လဲ့လဲ့လဲ့နေတဲ့ CCTV အတော်ကြီးတွေကကြောမမောဘူးလားမသိဘူးဗျာသူတို့ပဲတွားပဲတွားနိုင်လုံးဘာမှမဟုတ်ဘူးဗျာဒါကတော့ပတ်ဝန်းကျင်ရတွေ့ရတဲ့အသွေးကြုံလေးတွေပြောဗျာကဲ clicker တို့လဲဒီ topic 16လေးတွေကနေပြီးတော့ဆရာပေးခြင်းတဲ့ message လေးအာဘဝအောင်မြင်ရေး clicker number 1 16လေးကိုမြင်ပြီးလို့ညွှန်လဲပါတယ်တကယ်လဲဆရာပေးခြင်းတဲ့ message ကိုရလိုက်တယ်ဆိုရင် ကျွန်တော်အများဝေပေးရတာကအကျိုးရှိရပေါ့ဗျာအဲ့လိုမျိုးယူဆပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ရက်ဒီမှာနောက်ထပ်အပိုင်းဆက်ဒီနဲ့ပြန်လာပါမယ်ခင်ဗျာ clip ပန်းပြိုသူဒေါ်လန် clicker များအားလုံးပဲတဘာဝတရားရဲ့ဘေးအန္တရာယ်ဆိုးတွေအာနာယူ ဖက်စစ်မိစာကောင်ရဲ့ဝေဟင်အနေရနေပြီးတော့လွတ်ကင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကျွန်တော်ကတော့အဆယ်ပါအဆယ်ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့ဒေတာမှတ်ထားပေးပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားဖို့တက်ဆင့်မြတ်တာရေးခံပါတယ်ခင်ဗျာဟုတ်ကဲ့ ဒေါ်လန်နေစေနေရများပါခမငုံမခံနဲ့တုံပြန်အန်တုတွန်းလန်ဖက်စစ်တန်းအခုဆိုရင်အာနာယူကောင်ကဖက်ပေါင်းစုံကနေပြီးတော့ပြိမိနေပြီးတော့သူ့ရဲ့တခုတည်းသောခွေးတိုးပေါက်ဖြစ်တဲ့အဲ့ဒီအတူရောင်ရွှေကောက်ပွဲကိုပဲထပ်ခါတလဲလဲပြောနေပါတယ်ကဲအာနာယူရဲ့စစ်မှုတန်းရောမတရားတဲ့ အမေဥပဒေမှန်တယ်ဗျာကျွန်တော်တို့ချိုးဖောက်ကြမယ်ဗျာပုံကန်ကြမယ်တော်လန်ကြမယ်လူလူအားလုံးညီညီညွတ်ညွတ်ရှိတယ်ဆိုရင်ကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်ရှိရဆိုရင်ဘယ်သူမှဘာမှအထီးကဲအောင်မလုပ်နိုင်ပါဘူးအဲ့တော့မတရားတဲ့အမိန့်အာဏာမှန်တယ်ဗျာကို ပုံကန်ဖီဆန်ကြပြီးတော့ကျွန်တော်တို့ဒီအရွေးကိုပြိုင်သူတွန်းကြပါစို့လို့တိုက်တွန်းရင်းနဲ့ ျွန်တော်ရဲ့မျှဝေမှုလေးကိုဒီနေရာမှာခေတ္တရန်နာလိုက်ပါတယ်ခင်ဗျာ